မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒူဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစကိုင်းတိုင်းပလင်းမြို့နယ်ကန်တောက်တိုက်ပွဲမှာဘုံလာကျဲတဲ့စစ်ကောင်စီလေးရင်တစည်းကိုတော်လှန်ရေးတပ်တွေကဒီနေ့ဂျွန်လ10ရက်နေ့နေ့လယ်12နာရီကျော်မှာပစ်ချလိုက်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်လိုက်ပါတယ်။ ပလဲမြွနယ်ကန်တောင်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်တို့တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြစ်ကူပေးဖို့လာတဲ့လေရင်ကိုပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ Jet Fighter တစ်စီးဟာကန်တောင်တိုက်ပွဲကိုဘုံလာကျတဲ့အတွက်ကာကွယ်တပ်ဖွဲ့တွေကပြစ်ချလိုက်တာဖြစ်ပြီးပလဲမြွနယ်စပစိကြီးရွာရဲ့အနောက်ဘက်မှာပြတ်ကျသွားတယ်လို့ပြည်သူ့ကာကွယ်တပ်ရဲ့တာဝန်ရှိသူတစ်ယောက်က DVB ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ Jet Fighter ပြတ်ကျသွားပြီးတဲ့နောက်စပစစ်ကြေးရွာဖုံးရင်ကြောင်းလဲမီးလောင်နေတယ်လို့ဆိုပါတယ်။ဒီကနေ့ပြစ်ချခံခဲ့ရတဲ့လေရင်ဟာ Jet Fighter ဟုတ်မဟုတ်နဲ့ပတ်သက်လို့ကတော့ DVB ကအတည်ပြုဖို့ဆက်လက်ကြိုးပမ်းနေစေဖြစ်ပါတယ်။ကနောက်ရွာမှာဂျွန်လ၂ရက်နေ့ကစပြီးဒီနေ့ဂျွန်လ၁၀ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့အတွက်ဒေသခံထောင်ထဲချီနေရွှန့်ခွာနေကြရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကိုထောက်ခံတဲ့အင်မတီရွာကနေတဆင့် ကန်တောင်းရွာဘက်ကိုလူအင်အားရိတ်ခါခရမ်းတွေဖြစ်တင်းနေလို့လည်းသိရပါတယ်ရှင်။ချင်းမင်းရဲ့တွန်းဆန်မျိုးအနီးမှာ Richter scale ၄ကျော်တဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်နှစ်ခုမိနစ်အနည်းငယ်ပဲခြားပြီးတော့စတိုက်လှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညွန့်ရီအစိုးရ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဂျွန်လ10ရက်နေ့နေ့လယ်မြန်မာစံတော်ချိန်မိုးလွဲ7:58မိနစ်အချိန်လောက်မှာချင်းမိနယ်တွန်းဆန်မြို့အနီးမော်လိုက်မြို့ရဲ့အနောက်အနောက်တောင်ဘက်31ကီလိုမီတာအကွာမြောက်အနက်17ကီလိုမီတာကိုပဟိုပြုပြီးတော့ Richter scale 0.1အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်တစ်ကျင်း 12:20နာရီမိနစ်အချိန်လောက်မှာတော့မော်လိုက်မြို့အနောက်ဘက်38ကီလိုမီတာအကွာမြေရုံနဲ့60ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 4.3အစစ်နဲ့တစ်ကြိမ်စုစုပေါင်း2ကြိမ်လှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညွရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဇွန်လ19ရက်နေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒါပြင်ဒီကနေ့မနက်အစောပိုင်း3:30မိနစ်ကကြောက်ဆယ်မြို့ရဲ့တောင်ဘက်35ကီလိုမီတာအကွာ မြောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 4.9အဆင့်အင်အားအတော်အသင့်ရှိတဲ့ငလင်တစ်ခုနဲ့6နာရီ12မိနစ်မှာလဲမတရားမျိုးရဲ့အနောက်တောင်ဘက်10မိုင်လောက်အကွာအနက်7ကီလိုမီတာကနေအင်အား3.2ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင် ရေကြီးအခြေဆိုင်မြောက်ဆန်းအမြောက်တက်ကနေငကရေးတောင်ဖျားဝင်းကျင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာတပတ်ကျော်လာပြီးလက်နက်ငယ်တန်းတွေကိုလည်းကြားနေရတဲ့အကြောင်းဒေသခံတွေကပြောပါတယ်စိုးတောင်သတင်းပြဖို့ထားပါတယ်ရှင်ရေကြီးမြို့နယ်အခြေဆိုင်မြောက်ဆန်းအမြောက်တက်လို့ခေါ်ကြတဲ့အမတ၃လေးလေးကနေမင်းဖြောင်းအတိုင်းတိုင်းရင်၄မိုင်ကျော်သာဝေးတဲ့ငကရေးတောင်ဖျားဝင်းကျင်ကိုလက်နက်ကြီးနဲ့နေတိုင်းပစ်ခတ်နေကြောင်းဒေသခံတွေကပြောပါတယ်ဒါကြောင့်ငကရေးတောင်စောပြတရက်ပင်ကြီးစုရွာရီဘက်ကနေ ပောက်ကွဲတန်တွေကိုနေတိုင်းကြားနေရပြီးနှစ်ရက်သုံးရက်ကြာဝင်ကျင်တခါလက်နက်ငယ်ပြစ်ခတ်တန်တွေကိုပါကြားနေရလို့သတိထားနေရတယ်လို့အနီးဝင်းကျင်မှနေတဲ့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးရနှစ်တိုင်းတက်ပါလား။ဟောလောက်တော့ရှိပေါ့။တပတ်ကျော်ကျော်လောက်တော့ရှိ။ကြားကွဲတန်နဲ့အဲ့ဒီငကရဲတို့ဆော့ဒန်နောက်ရှန်းတို့အဖက်ချန်နဲ့ကြား။အုံးလေးလေးမှာကဒါကြားရတယ်လို့ဆိုလို့ရှိရင်500နီးပါးလောက်တော့ရှိရပြီးလို့ရှိရင်တို့ဒီလက်နဲ့လက်နဲ့ခင်ရပိုင်းမှာဆိုလဲတို့ဒါအခုရပိုင်းမှာဖြစ်တဲ့လက်နဲ့ကြီးက ပို့ပြီးတော့အဆင့်မြင့်ထားတယ်ဗောနော်အဆင့်မြင့်တယ်ဆိုတာကပောက်ဝဲအားပို့ပြင်းတယ်အတန်းပို့ကျလာတယ်ဗောအခုလဲဒါပြစ်နေတယ်အခုလေဒါအခုနဲ့စကားပြောနေချိန်မှာဒါပြစ်နေတယ်ပဒိန်မုံရွာလမ်းဘက်မှာဆိုရင်ငကရေးတောင်ဝင်းကျင်မှာစစ်ကောင်စီတပ်ကတက်ဆွဲထားပြီးအဲ့ဒီနေရာကိုကြော်ပြီးတော့ဒေသခံတွေကိုတောလာခွင့်မပေးဘူးလို့သူကဆိုပါတယ်ရေနသဂိတ်ကိုဖျက်ပြီးငသန်းကြောင်ဘက်ဈေးဝယ်သွားမယ်ဆိုရင်လဲလူတယောက်ကိုစံသုံးဖြီထက်မပိုရဆိုတဲ့စီကံချက်တွေအပြင်အုတ်ချုပ်ရေးမှုစီမှာ ဈေးဝယ်ထောက်ခံချက်ပြုလုပ်ရတယ်လို့သိရပါတယ်။တိုက်ပွဲတွေအပြင်အခုလိုကန့်သက်ချက်တွေကြောင့်ဒေသခံတွေအခက်အခဲဖြစ်နေကြပြီးငါးတန်းချောင်းမြို့ပေါ်အထိတက်ရောက်မှုတွေရှိလာပြီလို့မြို့ကန်တယောက်ကပြောပါတယ်။အဲ့နောက်ဝက်ကကဘလာတော့ဘူးကွယ်။လူတွေလည်းမရှိတော့ဘူးလာရင်လည်းလမ်းမှာခိတ်ကဆက်ဘူးတော့ကြီးတယ်။အမျိုးမျိုးစစ်တယ်။သုံးသုံးလူကလည်းဟိုမလွဲပါလို့ဟိုချင်းလေးပါလေလာဝယ်နေနေပြန်ဒါပဲဒီပုံမှာဆိုရဲကလည်း4နာရီလောက်ဘာလို့မှမရှိဘူး ဒီမျိုးလည်းကားလမ်းတွေပေါ်မှာလုံးလုံးအောင်ဆိုင်ကကဆုပ်ရခန့်နေအခုဘလူးမှမြည်ဘယ်ကိုစနေလောက်လို့မျိုးလမ်းပေါ်မှာကားလေးကိုပုံမြေကြီးဆိုင်ကလင်းကားဒီဒါပဲရှိဒါကြောင့်ပဲဒေသခံတွေစာဝင့်တွေချက်သေးလာကြပြီးအမတ်ရ344ဘတ်မှာဆိုရင်လေဖြစ်စဉ်အသေးစိတ်ကိုမသိရပေမဲ့စည်ရည်တင်းမနေတယ်လို့ယူဆရကြောင်းမြို့ကန်ကပြောပါရယ်အမတ်ရ344နဲ့ငတန်းเจ้าမြို့ဟာ12မိုင်လောက်ဝေးတာကြောင့် လက်နက်ငယ်တန်တွေကိုမချရပေမဲ့လက်နက်ကြီးတန်တွေကိုတော့မြို့ပေါ်ကနေကြားနေရတယ်လို့သူကဆက်ပြောပါတယ်ပြီးတော့လက်နက်ကြီးကြားရောက်မှာဆိုတာကြောင့်ငကရေးတောင်အနောက်ဘက်က ကြေးရွာတွေမှာလည်းဒေသခံအနေငယ်လောက်ပဲဆက်လက်နေထိုင်တော့တယ်လို့သိရပါတယ်ကျွန်တော်စိုးသူအောင်ပါ AR တိုင်းဂျုံပြုံမြို့ပေါ်မှာမြို့နယ်စီပင်သားရေးကော်မတီကရဲရွာဖွံ့ဖြိုးရေးအတွက်ရေမြောင်းနေတူဖို့ဆိုပြီးအိမ်တော်စုတစုကိုကြက်လေးတောင်းစီကောက်ခံနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ ကျုံမြုံမြို့ပေါ်မှာရက်ွက်လေးခုရှိပြီးရက်ွက်အားလုံးကအိမ်တွေအကုန်လုံးကိုရေမြောင်းတူးဖို့တအိမ်ကိုကြက်လေးတောင်းစီထည့်ဝင်ပေးရတယ်လို့ဆိုပါတယ်။မြောင်းတူးတာနဲ့အမိုက်သိမ်းတာအတွက်ပြည်သူတွေကအခွန်အားလုံးပေးဆောင်ထားကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။မြောင်းတူးဖို့အတွက်တအိမ်တောင်ကိုကြက်လေးတောင်းစီမဖြစ်မနေထည့်ပေးရပြီးအိမ်တိုင်းကိုကောက်ခံနေတာဖြစ်တယ်လို့ကျုံပြောဒေသခံကပြောပါတယ်။ ပြီးခဲ့တဲ့ဂျွန်လရက်တုန်းကလည်းမြို့နယ်အုပ်ချုပ်ရေးမှုကရက်ွက်အုပ်ချုပ်ရေးမှုတွေရမီရဖတွေနဲ့ယာယီမှုစိန်အိမ်မှုတွေကိုကြုံပြောင်မျိုးပေါ်ကိုခေါ်ပြီး PDF တွေတွင်ဖန်စီပြီးသူတို့စီလာပို့ပေးဖို့နဲ့ပြောတဲ့အတိုင်းမလုပ်ရင်ကြုံပြောင်မျိုးနယ်တစ်ခုလုံးကိုဖျက်ဆီးပစ်မယ်ဆိုပြီးချိန်မောင်းပြောဆိုခဲ့တဲ့အကြောင်းဒေသခံတွေကပြောပါတယ်ရှင်။ ကာကွယ်ဆေးတွေအပေါ်တန်တရားရှိသူအနေနဲ့ထင်ရှားတဲ့အမေရိကန်ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ဟာကာကွယ်ဆေးထုတ်နံမှုဆိုင်ရာအကြံပေးကော်မတီ ACIP အဖွဲ့ဝင်18ဦးစလုံးကိုဖယ်ရှားလိုက်ပါတယ်။ကော်မတီဝင်တွေမှာအကျိုးစီးပွားပြည်ပခါတွေရှိနေတဲ့အတွက်ကာကွယ်ဆေးထုတ်နံမှုအပေါ်ယုံကြည်မှုကျဆင်းစေတဲ့ကိစ္စဟာဒီလူတွေမှာတာဝန်ရှိတယ်လို့ဝန်ကြီးက Wall Street Journal မှာစောင်းမရေးသားဝေဖန်ခဲ့တာပါ။ American ပြည်သူတွေအတွက်ဖြစ်နိုင်သမျှဘေးအကင်းဆုံးကာကွယ်ဆေးတွေရရှိစေဖို့ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။ ဒီလိုအယုံကြည်မရှိတဲ့သူတွေထဲမှာနောက်ပိုင်းကာလကလှုပ်ကြံခံခဲ့ရတဲ့တမရဂျွန် F ကနေဒီရဲ့တူလှုပ်ကြံခံခဲ့ရတဲ့လွှတ်တော်အမတ် Robert Kennedy ရဲ့သားဖြစ်သူ Robert Kennedy Jr. တို့လည်းကာကွယ်ဆေးတွေရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုအပေါ်တန်တရားရှိသူတွေဖြစ်ပါတယ်။သူ့ရဲ့ရည်တည်ချက်အပေါ်ဆရာဝန်တွေ၊ကျန်းမာရေးပညာရှင်တွေရဲ့မိကွန်းထုတ်ခံရသူတွေလည်းဖြစ်ပါတယ်။ဝင်ကြီးဖြစ်မခန့်အပ်မီလွှတ်တော်ကြားနာမှုမှာတော့ကာကွယ်ဆေးတွေကိုဖယ်ရှားပြမှာမဟုတ်ဘူးလို့ကတိပေးထားပါတယ်။ကော်မတီဝင်18ဦးမှာ8ဦးဟာ တမရဂျိုးပိုင်တင်ယာရုကမစင်းခင်2025ဇန်နဝါရီကမှခန့်အပ်ခဲ့သူတွေဖြစ်ပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါ။ကျမတော့ဖူအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။